ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းမှာရှိတဲ့အမှုပညာရှင်အားလုံးဝါရဖြန့်ဆက်ကရိုက်ကူးပေးရမှာဖြစ်ပြီးငန်းဆန်သူတွေကိုအရေးယူမယ်လို့အစစ်ကောင်စီကအချင်းချောက်ပြောဆိုလိုက်ကြောင်းအမှုပညာသတင်းရမျက်က People's Spin ကိုပြောပါရတယ်။အော်တိုဘလ30ရက်မနေ့နေ့ခင်းတနင်္လာမှာ စစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျော်ကရန်ကုန်မြို့ကအရုပ်ရှင်လုပ်ငန်းရုံမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးအခုလိုဖိအားပေးချင်းချောက်လိုက်တာလို့အမှုပညာသတင်းရမျက်ကပြောပါရတယ်။ တချို့အနုပညာရှင်တွေအနေနဲ့ကိုတိုင်းရိုက်ကူးပေးဖို့ရမှာဖြစ်ပြီးအတိအစီစဉ်ကိုနိုဝင်ဘာလဇန်းမှာစတင်မယ်လို့လည်းဆိုပါတယ်။ရုပ်ရှင်ဇလန်းတို့မဟုတ်ပဲတူဦးချင်းစီကစစ်ကောင်စီရုပ်စုကိုင်းတဲ့စာသားတွေကိုရုတ်ပြရမယ့်ရုပ်တံရိုက်ကူးရေးဖြစ်တယ်လို့အနုပညာတင်ရင်မြကဆိုတာပါ။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်ကျင်ရေးစကားမှာပေါဝင်သူတွေကိုပြည်သူတွေကလူမှုရေးပြည်တံခတ်တာတပိတ်မောက်တာတွေကိုအပြန်အထန်ပြုလုပ်နေကြကြောင်းစစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနကမနေ့ကအနုပညာရှင်အားလုံးကိုမလာမနေရအရေးပေါ်အစည်းအဝေးခေါ်ပြီး ဖိအားပေးချိန်ချောက်ခဲ့တာလို့အနုပညာအတိုင်းအဝန်းကသတင်းရမြစ်တွေကပြောပါရရှင်။